အာမရှောနဲ့ရှက်ကိုကြီးအွန်နီနဲ့ဂျီရူလဲအစပိုင်းရုန်းကန်ကြရတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။မန်ချက်စတာဖုတ်ဘောဇောင်းကနေတင်ဆက်နေပါတယ်။ဒီရသည့်အမော်ရင်းအတွက်ဒုက္ခအိုးအစ်စ်လေးကတော့ဘန်မန်ရှက်ကို ဖြစ်လာနေပါတယ်။ရှက်ကိုရဲ့လလောရုန်းကန်ရမှုတွေဟာမန်ချက်စတာယူနိုက်တက်ကိုနောက်ပြန်ဆွဲနေတယ်လို့ပရီးမီးယားလိဂန်ဝင်ကြီးအလန်ရှီးယားကဝေဖန်လိုက်ပြီး ကနဟောင်းဒီဝဲကောကလည်းရှက်ကွေးရဲ့ခြေနေကိုအာစနယ်ကနွင်တိုက်စင်မူကြီးတီယရီအွန်လီနဲ့နိုင်ရှင်ဝေဖန်ခဲ့ပါတယ်။ညတဲ့ဟာဒီဘက်မှာတော့တော်တန်ကိုလည်းထက်စင်တည်ကြခဲ့ပြန်ပြီးတော့နှစ်ပွဲစရိုက်တည်ရလက်ထွက်ပေါ်ခဲ့ရပါတယ်။စပါးစ်ကိုဒူးဒူးနဲ့တည်ကြခဲ့တဲ့ပွဲမှာအမော်ရင်ကရှက်ကိုကို58မိနစ်မှာဝင်ရောက်ကစားစေခဲ့ပါတယ်။ဒါမှလည်းရှက်ကိုကပွဲတစ်လျှောက်လုံးခွင့်ရလွဲချော်နေခဲ့ပြီးပွဲပြီးကနေမိနစ်တည်မှာမီကိုဗန်ဒီဘန်ရဲ့ဖြတ်ထုတ်မှုကနေတိုက်ခိုက်မိသွားခဲ့ပြီးတော့ညတဲ့ကို၁၀ရောက်ထင်းနဲ့ဆက်ကစားစေခဲ့ပါတယ်။ ။နိုင်ဂျီကစားမဟောင်းလေးရဲ့ United တာထွက်ခရီးကရုံးကရမှုတွေနဲ့ပြင်းထန်နေခဲ့ပြီးတော့ပြိုင်ပွဲစုံ12ပွဲကစားမှာ2ဂိုးပဲသေယူနိုင်ခဲ့ပါသေးတယ်။ရှိုက်ကိုရဲ့ဂိုးရှိမှာအစိတ်ကင်းမဲ့နေမှုမှာတခါတရံမှာ United အတွက်ပေးဆက်လိုက်ရတာဖြစ်သွားစေခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ BBC Match of the Day အစီအစဉ်မှာ Premier League တွင်ကိုအများဆုံးတိုက်စင်မှုကြီးလန်ရှိယာက Shesko ပေါ်တိုက်ရိုက်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ Shesko ကရုံးကန်ရပြန်ပြီ။သူကစနေပွဲကစားထားရမှာ၅ဂိုးတည်းရပါသေးတယ်။ဒီနေ့နိုင်ဝက်လောက်ပွဲချိန်ရခဲ့ပြီးတော့အခွင့်အရေးကောင်းကြီး၂ခါရခဲ့တာကြောင့်အမှန်ပြောရရင်တော့ဂိုးရခဲ့တဲ့နေ အတင်းကလည်း search code တွေရန်တင်ဖန်တီးပေးထားကြတာ။သူကစောစောကန်လိုက်တာမျိုးဘလုံးကိုအလျင်မြန်ထိချက်ပေးတာမျိုးလုပ်နိုင်ခဲ့တယ်နိ။ပင်မယားလီမှာညာချင်းနဲ့ပဲကန်ကျင်နေဆိုပြီးတော့လောရလောက်အောင်ချင်းရနေမှာမဟုတ်ဘူး။ search code ရဲ့ဒုတိယခွင့်ရေးကကျွန်တော်အတွက်ကတော့ဗဟေးတီပါပဲ။သူယုံကြည်ချက်ပြောက်ဆုံးနေတာနားလေပေမဲ့ထောင်ထဲစစ်မှုတိုင်းကဘိုးခန်းစင်မှုတွေကိုအနားကပ်မခံရဘူးဆိုတာသိရမယ်။ဗတိပံကိုဖျက်ချော်နိုင်ခဲ့တယ်လို့ရှီယာကဝေဖန်သွားခဲ့ပါရီ။ရှိရက search code အနေနဲ့သူကောင်းနေမှာကုသမားကဘယ်နေရာမှာရှိနေရလဲသူဘာလို့လုံနိုင်မလဲဆိုတာကြိုတွေးထားဖို့လိုတယ်လို့ အကြံပေးသွားခဲ့ပါတယ်။ရက်ကွာတော့သူဘာလုပ်ရမလဲဆိုတာသိဖို့မပြောနဲ့သူဘေးမှာဗန်ဒီဗန်ရောက်လာရင်ဆိုတာကိုဒါမှသိဖို့မရဘူးလို့လည်းဝေဖန်သွားခဲ့ပါတယ်။ရက်ကိုက United မှာအောင်မြင်ချင်ရင်ဒီချက်အများကြီးပိုကောင်းအောင်ကံဖို့လိုအပ်နေပြီးတော့သူတန်ရာရတာကိုဘယ်သူမှမမြင်ချင်ကြောင်းလည်းပြောသွားခဲ့ပါတယ်။အခုတော့ရှက်ကိုကအပိုင်းခွင့်ရေးတွေကိုလွဲချော်ရင်းနဲ့ United ကိုအမှတ်ရစေခဲ့ကြောင်းလေရှီယာကထောက်ပြခဲ့ပါတယ်။ဝဲကောကတော့ရှက်ကိုကိုအွန်လိုင်းနဲ့နှိုင်းယှဉ်ပြခဲ့ပါတယ်။ ရှက်ကိုကအခုချိန်မှာမန်ချက်စတာယူနိုက်တက်အတွက်ကိုပိုင်ပတ်သက်မှုမလုံဆောင်နေသလိုနိုက်တက်ကလည်းရှက်ကိုရဲ့အစွမ်းကိုအားကိုးနေရမျိုးမရှိသေးပါဘူး။ဒါပေမဲ့ရှက်ကိုမှာအချိန်တော့ရသေးကြောင်းဝဲကောကယူဆနေပါတယ်။တရားရီအွန်ရီပရီးမီးယားလိကိုရောက်ခါစားတော့ကျွန်တော်မှတ်မိပါသေးတယ်။အခုတော့ရုံးခန့်ခဲ့ရသူကကျွန်တော်မှတ်မိနေကြတဲ့ပုံရိပ်ရဲ့အရေးတခုဖြစ်လာနေပါပြီ။ကျွန်တော်အိုလီဗာဂျီရူးနဲ့လည်းတွဲဖက်ကစားဘူးတာပါပဲ။သူလည်းကိုရီးယားဘူ10ဝဲလောက်ထိချိန်ယူလိုက်ရပါတယ်။ဒါတွေကိုလူများစုကမှတ်မိကြတော့မှာမဟုတ်ပါဘူး။ရှက်ကိုကဘယ်လိုကစားမမျိုးဖြစ်လာမလဲဆိုတာလေ့ကျင့်ရတယ်မှာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပါ။ ဆိုပြီးတော့ဝဲကောကအကောင်းမြင်သွားခဲ့ပါတယ်။ဟင်မရင်ကရှက်ကွေးရဲ့တန်ရာနဲ့ပတ်သက်ပြီးတော့ဒူးတန်ရာဖြစ်ကြောင်းအတည်ပြုသွားခဲ့ပါတယ်။ဒူးဆိုတော့လေဘာမှမကြိုတင်ပြောလို့တော့မရသေးပဲနဲ့စစ်ဆေးမှုတွေပြုလုပ်အောင်မှာဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။ဟင်မရင်ကရှက်ကိုပါရင်အတင်းကပိုကောင်းတဲ့အကြောင်းကိုလည်းထည့်သွင်းပြောကြားသွားခဲ့ရင်းနဲ့တပည့်ကျော်အားပေးလိုက်ပါတယ်။ရှက်ကိုအတွက်တန်ရာပြန်လဲတက်တအောင်ပြုလုပ်ဖို့နိုင်ငံတကာပိတ်ရမှာအချိန်ကောင်းရနေပါတယ်။ရှက်ကောအမော်ရင်ရဲ့လမ်းညွှန်မှုနဲ့အတူသူ့ကိုယ်သူတိုးတက်လာအောင်လို့ကြိုးစားရင်းနဲ့ပိတ်ရပြီးနိုမာ24မှာကစားရမယ့် Everton ရဲ့ပွဲစဉ်မှာပါဝင်နိုင်မှာလားဆိုတာ ဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါရည်ညောင်းကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ညောင်း